ဂေရိုဟာကာမိုအမ်မာဗိုလမီယာနက်ဆိုးပြဿနာဖြေရှင်းပြီးတဲ့နောက်ရန်နီဖာနဲ့စီဝဲလာတို့ကိုခေါ်ပြီးနေရာနဲ့ခီးရှောက်သွားရင်းနဲ့ပဲနေလာခဲ့ပါရီစီဝဲလာရဲ့နောက်ကိုလိုက်နေတဲ့အဖွဲ့တွေရောလူတွေရောများနေရာကြောင့်မလို့ဂေရိုရောလည်းအတိတ်ကြမဟုတ်ဘဲနဲ့နေရာဆုံးမှာရွှေ့ရင်းနဲ့နေလာခဲ့ကြပါရီတနေ့မှာတော့မီမော်စီယာရီနန်စလွတ်လိုက်တဲ့လူလေးယောက်ကဈေးဆိုင်တစ်ခုစီကိုရောက်လာခဲ့ပြီးဂေရိုနဲ့စီဝဲလာတို့ရဲ့တရင်ပေးရင်စူဝင်ကောင်းကောင်းပေးမယ်လို့ပြောလိုက်ပါရီ ဆိုင်ရှင်ကလည်းမသိတလို့နေနေချိန်မှာဆိုင်နောက်ဘက်ကအတန်ကြားရာကြောင်းလေးယောက်စလုံးကသွားကြည့်ကြပါရီအပြင်ရောက်တဲ့အခါမှာတော့ဂေရိုကအတင်းစောင့်နေပြီးတော့လေးယောက်စလုံးကိုချွေးတော်မထွက်ဘဲနဲ့အမောက်သိပ်ပေးလိုက်ပါတော့ရီနောက်တော့ဂေရိုတို့လည်းနေရာရွှေ့ဖို့အတွက်ခီးဆလာခဲကြရင်းနဲ့နောက်တစ်နေရာရောက်တဲ့အခါမှာအိမ်မန်ရှင်ကိုသူတို့အကြောင်းဘသူမှမပြောဖို့နှုတ်ပိတ်ခငွေပေးပြီးတော့ဇီဝလာကိုအိမ်ထဲကိုဝင်ခိုင်းလိုက်ပါရီရန်နီဖာကလည်းအိမ်ထဲကိုဝင်ဖို့လိုက်လုပ်တဲ့အခါမှာတော့ဂေရိုကပိတ်ရက်နေပြီးတော့ဘေးကလေးရဲ့အိမ်မှာနေဖို့ခေါင်းဆက်ပြလိုက်ပါရီ ကေရောက Randy Fowl အရင်လိုမြုံကြည်တော့ပဲနဲ့စိတ်ဆိုးနေသေးတာကြောင့်မလို့စီဝေလာနဲ့တိုင်နေမလီပဲခွင်းနေခိုင်းနေပြီးစကားလည်းလုံးဝမပြောရတဲ့အတွက် Randy Fowl လည်းသူပြောချင်ရာတွေစာနဲ့ရေးပြီးတော့ကေရောကိုပေးနေရပါတယ် Randy Fowl ကစီဝေလာပေါ်မှာသူ့ရဲ့အတားကြောင့်လုံးမိခဲ့တဲ့အမားတစ်ခုအတွက်အဆုံးထိပြန်ပေးဆက်မယ်လို့ဆုံးဖြတ်ထားခဲ့တာကြောင့်ကေရောရဲ့ယုံကြည်မှုပြန်ရအောင်ကြိုးစားနေခဲ့ပါတယ်သူတို့တောင်းရောက်လေငားထားတဲ့အိမ်မှာရက်တော်ကြာနေရင် Randy Fowl လည်းစီဝေလာကိုမော်ဆွမ်းအသုံးပြတတ်အောင်သင်ကြားပေးနေပါတယ်ဒါပြင် Randy Fowl ကလည်းမပြတ်မကွက်စာရေးပြီးတော့စကားတွေပြောနေပြီးမြေ ဂေရိုကတော့ဘာအကြောင်းမှပြန်မပြောဘဲစားဖို့တောက်ဖို့ပဲရှာဖွေနေခဲ့ပါတယ်။တနေ့မှတော့ဂေရိုက၅ဖက်မီပြန်လာရင်စီဝဲလောက်ကိုမှော်ဆွမ်းအတုံးချတတ်ဖို့ရန်နီဖာအသိမင်းညောင်ရည်ကြည်နေခဲ့ပါတယ်။ပြီးတော့မှရန်နီဖာထားခဲ့တဲ့စာကိုယူဖက်ကြည့်ရင်လည်းစိတ်ရန်ရင်လိုဖြစ်နေပေမဲ့ဂေရိုကသူ့ရဲ့စိတ်ကိုလွှတ်မပေးဘဲနဲ့ပြန်ထိန်းထားလိုက်ပါတယ်။အဲ့ဒီအချိန်မြေကမ်းတစ်ဖက်တောင်ကုန်းဆောင်ကနေပြီးတော့လူတစုလာနေတော့ဂေရိုကတွေးလိုက်တာအကြောင်းမလို့ရန်နီဖာနဲ့စီဝဲလာတို့ကိုခေါ်ပြီးတော့အင်းရနေချက်ချင်းထွက်သွားခဲ့ကြပါတယ် ညာဘက်ရောက်တဲ့ခါမှာဂေရုံလှမ်းမြင်လိုက်ရတဲ့လူတစုကလည်းအိမ်လေးကိုရောက်လာပြီးတော့ဘသူမှမတွေ့ရကြောင်းမလို့တိန်လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပါရီဂေရုံတို့ကလည်းနောက်တစ်မျိုးစီကိုကူးပြောင်းသွားကြပြီးတော့လူသူမင်းကြီးရဲ့နေရာအိမ်တယုံငှားပြီးတော့ထုံးစံတိုင်းပဲနှုတ်ပိတ်ခပေးလိုက်ပါရီအဲ့လိုနဲ့သူတို့တောင်းရောက်လေနောက်ထပ်နေရင်တစ်တလုံးမှာရက်တော်ကြနေနဲ့လုံးနေကြပုံစံတိုင်းကိုယ့်အလုပ်ကိုလုပ်ကြရင်အချိန်တွေကုန်လာခဲ့ပါရီတကယ်မှာတော့ဂေရုံကစီဝဲလာကိုအမေးလိုက်ဖို့ခေါ်သွားရင်းနဲ့ပြန်လာမှာနှစ်ယောက်သားကတကယ်တအားဖရင်းနေလိုမျိုးစနောက်ပျော်ရွှင်လာခဲ့ကြပါရီ တယောက်ထဲကြံခဲ့တဲ့ Randy Far ကလည်းပျော်ရွှင်နေတဲ့ Gero နဲ့ Sivella ကိုကြည့်ပြီးတော့ထုံးစံတိုင်းစာရေးပြီး Gero ဖတ်ဖို့ထားခဲ့ပါရီ။အိမ်မျောင်းတဲ့ခါမှာ Sivella ကိုအပင်သေးသေးပြန်အသက်သွင်းတဲ့မော်ပညာဆက်တင်ပေးနေခဲ့ပါရီ။ Randy Far ထားခဲ့တဲ့စာကိုဖတ်ရင်လည်း Gero ရဲ့စိတ်တွေကတဖြည်းဖြည်းယိုင်နေလာခဲ့ပါရီ။အဲ့ဒီအချိန် Gero ကလည်းမသိငါးစရာလူတစုကိုတွေးလိုက်တာကြောင့်မလို့အိမ်ကနေထွက်သွားဖို့အတွက်ပြင်ဆင်လိုက်ပါရီ။ Randy Far နဲ့ Sivella တို့ကလည်းအဝေးကလူတစုကိုလှမ်းကြည့်ပြီးတော့တာမန်ရွာသားကြီးပဲဖြစ်မှာပါလို့ပြောပြီးမြေ Gero ကစက်မနေတော့ပဲနောက်တနေရာရွှေ့ဖို့ပဲပြောလိုက်ပါရီ။ ဆောင်းဝသည်လည်းရောက်လာပြီမလို့မျိုးနာနီးရဲ့နေရာတွေမှာမနေတော့ဘဲနဲ့လူသူနဲ့မနေရဲ့လူပုရာပန်စီခရင်ရဲ့တောင်ပေါ်တလုံးအိမ်လေးစီမှာနေဖို့ရောက်လာခဲ့ကြပါတယ်။ရာပန်လည်းလူပုရဲ့စိတ်သက်အတိုင်းအမြဲတစ်ခုမဟုတ်တစ်ခုစွန်စားနေရာမှာနေတတ်တာကြောင့်မလို့တောင်ပေါ်တောအထဲမှာတယောက်တည်းနေနေခဲ့ပါတယ်။ကဲရောရောက်လာတဲ့ခါမှာတော့ရာပန်ကလည်းသူ့ရဲ့အိမ်ကိုအထားခဲ့ပြီးတော့သူ့ရဲ့ရွာစီကိုပြန်သွားပါတယ်။တောအုပ်ကြားထဲမှာအိမ်လေးနှလုံးမရှိတာကြောင့်မလို့ ရန်နီဖာကအတူတူနေဖို့ခေါ်မလားရက်ဆောင်နေပြီမေဂေရိုကတော့ဘာမှမပြောဘဲစီဝဲလာနဲ့တူတူအိမ်တလုံးထဲဝင်သွားလို့ရန်နီဖာလည်းဘာမှဆက်မပြောတော့ဘဲနောက်ထပ်အိမ်တလုံးထဲမှာပဲနေလိုက်ပါရီနောက်တနေ့ရောက်တဲ့အခါမှာတော့စီဝဲလာကိုမှော်ပညာမသိမီပဲနှစ်ယောက်သားကရေခဲပြင်စကိတ်စီးပြီးတော့ပျော်ရွှင်နေခဲ့ပါရီဂေရိုကလည်းထင်းခွေးနဲ့ပျော်ရွှင်နေတဲ့ရန်နီဖာကိုကြည်ကာကြည်နူးနေခဲ့ပါရီရန်နီဖာလည်းထုံးစံမပြောင်းလို့သူနဲ့စီဝဲလာတို့စောင်းမကုန်ခင်မှော်ပညာသင်ခန်းဆမှာမလို့တရက်တော့ပျော်ပျော်ရွှင်ရွှင်နားခွင့်တောင်းတဲ့အကြောင်းစာရေးထားခဲ့ပါရီ ညဘရောက်တဲ့ခါမှာတော့ရန်နီဖာလေးတင်းခံမထားတော့ဘဲနဲ့ဂေရိုရဲ့အိမ်တကောက်ကိုခောက်ပြီးတော့အထဲဝင်ဝင်းရအောင်ညံစင်လိုက်ပါလေဒီတခါမှာတော့ဂေရိုလည်းမငြင်းတော့ဘဲနဲ့ညသာအတူတူစားဖို့ခေါ်လိုက်ရင်းနဲ့သုံးအောင်သားကတကယ်မိဘနှစ်ယောက်နဲ့သားသမီးတစ်ယောက်ရှိတဲ့မိသားစုလိုမျိုးပျော်ပျော်ပါပါညသာချက်ပြုတ်စားတောင်းနေခဲ့ကြပါလေစားပြီးတဲ့ခါမှာလေဝိုင်းထိုင်တောက်နေရင်စီဝေလာကဂေရိုနှစ်ယောက်အရင်လိုမျိုးတိတိတူးလို့ရအောင်လို့ရှောင်ပေးပြီးတော့အိယာဝင်သွားပါလေဒီတညမှာမျောလင်းလာခဲ့တဲ့မောင်းရဲ့ခရမ်းသီးလေးစားရမလားထင်လိုက်ရပေမဲ့အဲရန်နီဖာတယောက်မစားရသေးတယ်လို့ငတ်နေသေးပဲဖြစ်ပါလေ ဆရာကြီးကတော့ဝိုင်းတော့ပြီးတော့မသိကျွန်အောင်ထောင်ထားစေဖို့လीအဲဒီလိုနဲ့ဂေရိုတို့ကဘာအန်နီယမမရှိဘသူမှလာရှာတာမကြုံရပေနဲ့ရပောင်းများစွာရာပန်းရဲ့အိမ်ထဲမှာနေလာခဲ့ပါတယ်။စီဝဲလာကိုရေခဲမော်ပညာအကြောင်းသင်ပေးနေပြီမေချစ်ချစ်လေးဂေဂေကပြစ်ထားတာအတော်ကြပြီမလို့အာယုံမလာဖြစ်နေတဲ့ရန်နီဖာကတည့်ရနာမေလို့စီဝဲလာကိုပြောလိုက်ပါတယ်။ကြီးရီလေးတက်မတော့အဲလီမီရေလေးမီအဲ့ဒီမော်ပညာလေးမျိုးတွေကမီးမော်ပညာကိုမသင်ပေးသေးလို့ဆိုပြီးတော့စီဝဲလာမေးကြည့်တဲ့အခါမှာတော့ မီးမော်ပညာကတားမြစ်ပညာတစ်ခုဖြစ်တဲ့ပြင်သုံးဆွဲမိရဲ့လူကိုယ်တိုင်ပါဝင်မီးမော်စီယာရီနန့်စ်လို့လေအရာအားလုံးကိုပြန်ပေးဆက်ရတယ်လို့စီရယ်လာကိုရှင်းပြလိုက်ရင်ဘောကမှအေးအေးချမ်းချမ်းအသက်ရှင်ဖို့မော်ပညာဆိုတာအရေးမပါဘူးလို့ထပ်ပြောလိုက်ပါတယ်တောက်ကောင်မှချမောင်ယိုးမှဒုတ်ထိုးမှသူကြတော့ဗိုလမီယာနဲ့အပေးယူလုပ်ပြီးမော်ပညာကိုပြန်ယူထားလို့ကဲတော့အစ်စ်သေးမလို့ဖြစ်ရသေးရဲ့ဆိုပြီးတော့စီရယ်လာကကလော်တုတ်လိုက်တော့မှပဲသူမားကေတာကိုဝန်ခံပြီးတော့ နောက်တစ်ခါအဲ့လိုအမားမျိုးဘယ်တော့မှထပ်မဖြစ်စေရတော့ဘူးလို့ Renifa ဂရီပေးလိုက်ကအိမ်ပြန်လာခဲ့ကြပါလေ။အိမ်ပြန်ရောက်တဲ့အခါမှာယာဘန်ကသူတို့ရိတ်ခါလာပို့နေရကြမလို့ဂေရောကပစ္စည်းသိမ်းနဲ့စနောက်နေပါလေ။အဲ့ဒီအချိန် Renifa ကလူတစ်ယောက်ကိုဒူးရီယာချင်းအခွင့်အရေးပေးရင်အကောင်းဆုံးစ조사ပြတတ်တယ်ဆိုပြီးတော့ယာဘန်ကိုပြောလိုလိုနဲ့ဂေရောကိုစောင်းပြောလိုက်ပါလေ။လူပူလေးကအရင်တစ်ခေါက်တုန်းကတော့တယောက်နဲ့တယောက်တတ်မဲ့ဖြတ်မဲ့ဖြစ်နေတဲ့ဂေရောနဲ့ Renifa တို့ရဲ့အခုတစ်ခေါက်ဆန့်ကိုကြည့်ပြီးတော့မုတ်ဖတ်တော့ရောင်းနေပြီလားလို့မေးလိုက်ပါလေ။ အဲ့နောက်တော့ယာဘန်ကသူ့ရဲ့ရွာမှာဘဲရင်းမျက်နှာဖုံးစုပွဲတော်ရှိရတဲ့အတွက်စီရယ်လာတို့ကိုလာပြောကြဖို့ခေါ်လိုက်တာကြောင့်မလို့စကီလေးနှစ်ပွေရဝမ်းသာအားရဖြတ်သွားပြီမေကဲတော့တော့အန်နီမကင်းလို့မသွားရဘူးလို့ပြောလိုက်ပါရီအဲဒါပေမဲ့လည်းတမီးတော်စီရယ်လာရဲ့အချွဲအပြစ်တွေကြားမှာဘဲရင်းပွဲတော်ညာကစီရယ်လာမွေးနေ့ဖြစ်လို့ခွင့်ပြုပေးလိုက်ရပါတော့ဒီနောက်တစ်ခါမှာတော့ယာပန်တို့ရွာနာကမြို့တစ်မြို့မှာအလौဒမားနှစ်ယောက်ကအမေးလိုက်ဖို့မွေးထားတဲ့တတဝါတွေကိုအစာကျွေးနေပါရီနန်းငယ်လौဒမားကတော့ပိတ်ထားတဲ့အခန်းတစ်ခုထဲကိုအစာတုံထည့်တဲ့အချိန်မှာ အခန်းထဲကတတ္တဝါကြီးကဝုံနိုင်ကျဲတောင်းကျမ်းလာပါတော့လေတကယ်တော့အခန်းထဲကတတ္တဝါကြီးကနတ်ငယ်တွေကိုအမေးလိုက်ဖို့ဝေးထားတာဖြစ်လို့နတ်ငယ်တွေရဲ့အနံ့ကိုမိုင်တိုဝူးကအထိသိနိုင်ပါတယ်အဲ့ဒီအချိန်သူတို့ပြောနေတာကိုအကုန်ချောင်းပြီးတော့နားထောင်နေတဲ့ Renance လေပေါ်လာပြီးတော့ဈေးညှိလိုက်တယ်လို့ကာမွန်ကယူလာတဲ့ဝှေ့ချသတိပြောင်းစီပလင်းကိုပြပြီးတော့အဖုံးဖွင့်လိုက်တာနဲ့ဆူရလာရဲ့သွေးနှံကိုရသွားတဲ့အခန်းထဲကတတ္တဝါကြီးကဝုံနိုင်ကျဲလာပါတော့လေတပတ်မှလည်းနတ်ငယ်တွေကတိုးထဲမှာစခန်းချနေပြီး လှဲရီစီကလူရလိုက်စီဝဲလာကိုရှာလိုက်တဲ့နေထိုင်နေပါရီ Francesca ကကေရူးတောင်ပိုင်းမှာစီဝဲလာရှိနေရဆိုတဲ့သတင်းကိုရထားပြီးတော့ Fila Ventre ကိုအတော်ဆုံးစစ်တီရခေါ်သွားဖို့အမိန်ပေးလိုက်ပါရီ Fila Ventre ကဘသူမှမသိတဲ့မော်ဆီယာမတျောက်ရဲ့ဇကားကိုယုံပြီးစီဝဲလာကိုအချင်းကုန်းလူကုန်ခံမရှာဖို့အတွက်ပြောလိုက်ပေမယ့် Francesca ရဲ့အမိန်ကိုမလွန်ဆန်နိုင်မဲ့လက်ခံလိုက်ရပါရီစီဝဲလာကိုရရင်နေတဲ့ငွေအတွက်ကိုပိုင်မြေနေရာလေးရလာပြီးတော့ဒေါ်ဗလက်တာနာမျိုးတော်ကြီးပြန်တီဖို့အထိ Francesca ရွေထားရဆိုပေမဲ့လက်တလောအချိန်မှာတော့ဘာမှမထူးကြသေးလို့တခြားနှစ်ငယ်တွေကမယုံကြည်ရဲ့စိတ်တွေများနေခဲ့ပါပြီ။အဲအချိန်မှာဒါရာဝင်လာပြီးတော့လဲတွေကိုလူရက်ဖို့သွားတဲ့ Galatine Scora တေးတို့အဖွဲ့ကဒန်ဟာရီနဲ့ပြန်ရောက်လာတဲ့အကြောင်းသတင်းပို့လာခဲ့ပါရီ။ Francesca ရောအပြင်ရောက်လာတဲ့အခါမှာသူ့ရဲ့လူတွေထိခိုက်သေးဆုံးတာများလို့ဒေါသထွက်နေတဲ့ Scora တေးကအပြစ်တင်လိုက်ပါရီ။ Scora တေးတယောက် Nefgaine နဲ့အဆက်အသွယ်လုပ်နေအောင်တည်ထားတဲ့ Francesca ကစကနာထိုးလိုက်တယ်ဆိုပေမဲ့ နက်ဖ်ကရိုင်းနဲ့ဆက်သွယ်နေရတဲ့ငယ်လူမျိုးတွေအတွက်လက်တွေ့ကြရလှုပ်ဆောင်မှုလို့ပြောလိုက်တယ်လို့ရုံနန်းစကားတွေထဲမှာနင်မျိုးတွေရဲ့ခမည်းလို့မဟုတ်ဘူးလို့ပြန်ခနစ်လိုက်ရင်လက်သွားပါတယ်ရေဒီနီးယားမှာဘီယင်ဖစ်မဲကကာပွဲကျင်းမှရင်စီဝေလာကိစ္စအချိန်ကြာတဲ့အထိမထူးကြသေးလို့ဒေးစရာကိုပြောနေခဲ့တယ်လို့အချိန်မဆောင်ညင်တော့ရတဲ့အတွက်ဒေးစရာစာသူ့ရဲ့ညီရာဒိုဘစ်ကိုကိစ္စအားလုံးတာဝန်ပေးတော်မယ်လို့ပြောလိုက်ပါတယ်ဒေးစရာတို့ကလည်းအခန်းပြောင်းတဲ့အခါမှာဖိလစ်ပါနဲ့နှစ်ယောက်တိုင်ပင်ပြီးတော့ရာဒိုဘစ်လိုတငယ်နာမစင်းတဲ့လူကိုထိန်းသိမ်းဖို့ဆွေးနွေးနေပါတယ် နှစ်ယောက်သားညီကုံလေးနဲ့နောက်ဆုံးမှာတော့ဖိလစ်ပါကရာဒိုဘစ်ကိုတူတာဝန်ယူပြီးတော့စီရလာကိစ္စအောင်မြင်တာနဲ့ခေါင်းဆောင်လုပ်မယ်လို့ပြောကရှော့ပေးလိုက်ပါတယ်။ကြော်ညာလေးတခုနဲ့မိတ်ဆက်ပေးလိုက်ပြစီဗျာ။ခီးထွက်လာပဲဖြစ်ဖြစ်အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ထိုင်းနိုင်ငံကိုရောက်လာခဲ့ရင်မြန်မာစားစာလေးတွေကိုအေးအေးဆေးဆေးစားတုံးလို့ရမယ်စားတောက်ဆိုင်လေးတခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ဒီအိတ်စားတောက်ဆိုင်လေးမှာဆိုရင်တော့မြန်မာရိုးရာစားတောက်တွေကိုဝိုင်းစပိုမှုကြီးတွေကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတာဖြစ်လို့ရာသာကတော့အကြိုက်တွေ့ရမယ်ဆိုတာသိကြပါပဲ။ မြန်မာအစားအစာတွေမကထိုင်းယူအစားအစာတွေကိုလည်းမာယူနိုင်ပါတယ်အစားတိုင်းဆိုရင်တော့အဆင်မပြေဘူးဆိုသူများတို့လည်းအဖျော်ရမကများလည်းသုံးဆောင်နိုင်ပါသေးတယ်ဒါတွေမလားဆိုရင်တော့ပဲဟုတ်မလဲဗျာဒီအိမ်စားတော့ဆိုင်မှာနေခြင်းပေးအခန်းကားဝင်ဆောင်မှုကိုလည်းအသက်သာဆုံးနှုံးထားတွင်နဲ့စီစဉ်ပေးထားပါသေးတယ်နောက်ထပ်တစ်ခုကအလဲဗီဇာတက်တန်းတိုးခြင်းသေးတာလားအလဲဗီဇာကလည်းရေရှည်နေလို့ရမယ့်ဗီဇာတစ်ခုခုကိုပြောင်းလဲခြင်းသေးတာလားအေးစေးကလေးမွေးလို့ဆိုရအောင်စာဖိတိရှိပါသေးတယ်နောက်ဆုံးချက်အနေနဲ့တင်တော်တဲ့ဈေးနှုန်းကောင်းမွန်တဲ့ဝင်ဆောင်မှုတွေနဲ့စီစဉ်ပေးနေတဲ့ခီးသွွားဝင်ဆောင်မှုပါဝင် လီစိတ်အချိုပိုပစ်ကပ်စားဖြစ်လည်းရှိပါသေးတယ်ခင်ဗျာဒီအိမ်စားသောဆိုင်ကနေထိုင်းနိုင်ငံနာမည်ကြီးအိုက်ကွန်စီယမ်မောကို PDS နံပါတ်တိုင်းစီုံနဲ့ရောက်မှလည်းဖြစ်ပါတယ်ဒီအိမ်စားသောဆိုင်လေးကိုလာမယ်ဆိုရင်တော့ဝုံဝင်ရိုင်မှတ်တိုင်းဒီ PDS စီးလာပြီးတော့အေဂျင်နံပါတ်4ကနေဆင်းလိုက်တာနဲ့ရှင်းနာကမြင်နေရတဲ့ခွန်နမူရီလေးလမ်းတဲကိုဝင်လာခဲ့ုံပါပဲခင်ဗျာဒီဘက်မှာလည်းစူရီလာနဲ့ရန်နီဖာရိုကဘဲရင်ပွဲတော့ဆင်နွှဲဖို့ပြင်ဆင်ဝတ်စားပြီးတော့ဂဲတော့ကိုကျွားနေပါတယ်နောက်တော့သုံးအောင်လုံးဘဲရင်ပွဲတော့ဆင်နွှဲဖို့ရာဘန်ရဲ့ယွာစီကိုထွက်လာခဲ့ကြပါတယ် ရွာရောက်တဲ့အခါမှာစီဝေလာကပွဲတော်ထဲမှာရှောက်သွားနေရုံဂေရိုနဲ့ရန်နီဖာတို့ကလည်းအတိတ်ကသူတို့ချစ်လူခဲ့တဲ့အမှတ်တရတွေကိုပြန်ရည်တွက်နေပါရီနေအောင်သားတိုးခဲ့မှုရဲ့ခြုံလေးတွေကိုစဉ်းစားမိရင်ဂေရိုရဲ့တင်းခံနေတဲ့စိတ်ကလည်းအေးပြောလာခဲ့ပါတော့အလေခဏကြာတဲ့အခါမှာတော့စီဝေလာတို့တုံးယောက်ကမြက်ခင်းဝင်ကဘာထဲမှာရှောက်သွားကြရင်လည်းလူစုကွဲသွားခဲ့ကြသလိုတခြားသူတွေကလည်းအော်ဟစ်ပြီးတော့ကြောက်လန့်တကြားထွက်ပြေးနေကြကဂေရိုနဲ့ရန်နီဖာတို့တွေ့လိုက်တာကြောင့်မလို့စီဝေလာကိုအသေးအံအော်ခွန်ရှာနေကြပါရီ ဝင်းကဘာလမ်းကြောင်းတစ်ခုထဲမှာလမ်းရှောင်ရင်းနဲ့တင်းကွေကျတတဝါလိုမိစာရေးတကောင်စီဝဲလာကမြင်လိုက်ရတယ်လို့အနိုင်ရသွားတဲ့မိစာရေးကတိုက်ခိုက်ဖို့ပြေးလာကြောင်းမလို့ spicy အနိုင်အောင်လေမော်တိုင်းနဲ့ပြန်တိုက်ခိုက်လိုက်ပါရီအခုမှတင်ဃာစဂျူနီယာလေးဆိုတော့လေမော်စွမ်းပြုတ်နေကလေးလိုတိုင်ပတ်နေတော့မှရန်နီဖာရောက်လာပြီးတော့တိုက်ခိုက်ပေးခဲ့ပါရီမိစာရေးကနောက်တစ်ခေါက်ပြန်တိုးလာတဲ့အချိန်မှာတော့ဂေရိုကပေါ်လာပြီးတော့ဇီဝင်ခြွေပေးလိုက်ပါရီဂေရိုကထုံးစံတိုင်းနောက်ထပ်တနည်းအောင်ထပ်ပြီးတော့ရွှေ့ဖို့ပြင်ဆင်ပေမယ့်ရန်နီဖာကမပြောင်းချင်တော့လို့ပြန်တိုက်ကြမယ်လို့ပြောလိုက်တဲ့အချိန်မှာတော့ ဂျကပိမိဆာကစီဝေလာရဲ့သွေးနှံကိုရနေသူကြီးလိုက်နေမှာကိုတွေးမိပြီးတော့အရင်တော့လိုပဲစီဝေလာကိုငါးစာလုပ်ပြီးတော့ပြန်တိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ကြပါရီနောက်တနေ့မှာလူပူလေးရာပန်လေးရောက်လာခဲ့တာကြောင့်ဂေရိုကသူ့ရဲ့အစီအစဉ်ကိုပြောပြပြီးရွာထဲမှာနူဂျီယာလူတွေနေပြီးတော့တသိန်းနေပြီးလို့သတင်းလွှင့်ခိုင်းလိုက်ပါရီတိုက်ရခိုက်ရမယ်ဆိုရင်ဘဝမှာရင်းနဲ့ထမင်းမဲရှိလဲဖြစ်တယ်ဆိုတဲ့လူပူလေးကတော့သူ့ရဲ့အဖွဲသားတွေအားလုံးစူးစီးထားခဲ့ပါပြီဒီချိန်မှာတော့ဘုံဆိုင်ထဲမှာရေချင်းစီတောင်းနေတဲ့မဲဆောက်ကဝင်ကြီးတွေအကြောင်းကိုသတင်းရသွားတဲ့အလုံသမားနှစ်ယောက်ကလည်း ဝင်းကြီးချုပ်ရီနန်စီကိုသတင်းပြန်ပို့လိုက်ပါတော့လေတပတ်မှလည်းဂျက်စကီယာကသူ့ရဲ့အကျင့်တိုင်းပဲတွေးသမျှအပေါက်တွေလိုက်ပြီးတော့ထိုးနေလို့မိမရဲ့အိမ်ပေါ်ကနေကန်ချခံလိုက်ရပါတယ်အဲဒီအချိန်ရာဒိုဘင်းနဲ့ဖလစ်ပါရိုရောက်လာပြီးတော့သူတို့ခိုင်းထားတဲ့အလုတ်ကိစ္စအခြေအနေကိုမေးလိုက်တာကြောင့်မလို့ဂျက်စကီယာကလေတစ်ချိန်လုံးကရီဒီနီယာနဲ့တငယ်တွေကိုစင်ထရာပို့ဖို့စပိုင်ပါလုံးနိုင်အောင်ဒေးစရာနဲ့အပေးယူလုပ်ထားတဲ့ကိစ္စကိုပြန်သတိရသွားပြီးတော့စီဝဲလာရီဒီနီယာရောက်အောင်ခေါ်လာခဲ့မယ်လို့ပြန်ပြောလိုက်ပါတယ် ရာဒိုဖက်ကလုပ်ငန်းကိစ္စအောင်မြင်ရင်မဲဆောက်ဗီလာထဲမှာအိမ်နဲ့ဝန်းနဲ့ငှားထားပေးမယ်လို့မျှူဆွေလိုက်တယ်လို့စိတ်မရှိတဲ့ဖလစ်ပါကတော့၅ရက်အတွင်းစီဝဲလာကိုရောင်းရှာပြီးတော့မအပ်နိုင်ရင်ဂွေးဒိုလေးကိုဖျက်ပစ်မယ်လို့ချင်းကြောင်နေခဲ့ပါရီ။ဂျက်စကီယာစိတ်ရှုံနေတော့မှလူပူလေးယာပန်ရောက်လာပြီးတော့ဂေရိုတို့အကူအညီလိုနေပြီလို့ပြောကခေါ်သွားခဲ့ပါရီ။နောက်တစ်ခါမှတော့ယာပန်တို့ရဲ့လှေးရမ်းတဲ့အတူတူဂေရိုတို့တစ်ဖွဲ့လုံးလိုက်လာရင်းနဲ့ဂျက်စကီယာကသူ့ကို၅ဆောက်လောက်ခိုင်းလို့ပွားစီပွားစီပြောနေရကြောင် ငါးစာအစ်စ်ကတူပါလို့စီဝဲလာကဝင်ပြောလိုက်တယ်လို့ဂဲရိုကလည်းထုံးစံတိုင်းစောင့်ရှောက်မေးလို့ဂရီပေးလိုက်ပါရီ။သွားမယ့်မျိုးကဝေးတာကြောင့်မလို့ဂဲရိုတို့ကနတ်ငယ်မျိုးဟောင်းတစ်ခုမှတညနားလိုက်ကြပါရီ။စကန်းချပြီးတဲ့အခါဂဲရိုနဲ့ရန်နီဖာရိုကရှီယောင်နတ်ငယ်ကြီးမျိုးသုံးကြီးရတဲ့တမိုင်းကြောင်းပြောပြခဲ့ပါရီ။တချိန်တုန်းကကဘာကြီးပေါ်မှာနတ်ငယ်ကြီးပဲရှိခဲ့ပြီးတော့လူသားတွေဖြစ်ပေါ်လာချိန်မှာနတ်ငယ်ပြင်မှအဲလီယန်ကအကူကြီးစောင့်ရှောက်ခဲ့ပေမယ့်လေအင်အားကြီးတဲ့ခါမှာတော့ဂျေဇုမတိတဲ့ဘိနဲ့ပြန်လဲတိုက်ခိုက်ပုံကန်ကြတာကြောင့်မလို့ နဘာစလုံးကစစ်ပွဲတွေဖြစ်ရင်းနဲ့ယုံကြည်ရာတစ်ခုအတွက်စစ်တိုက်ကြရဲ့နေတငယ်တွေကမာလကီယာသွားခဲ့တာကြောင့်မလို့အချိန်နဲ့အချိန်ကောင်ကြည့်ပြီးတိုက်ခိုက်ရကြောင်းတင်ငန်းစာယူဖို့ဂေရောကရှင်းပြလိုက်ပါတယ်။တပတ်မှလည်းနေတငယ်တွေကရီဒီနီယာလက်နက်လေးတွေကိုတိုက်ခိုက်ပြီးတော့လက်နက်တွေလူယူနေကြပါတယ်။အဲ့ဒီမှာ Francesca ရောက်လာပြီးတော့လက်နက်အပြည့်စုံနဲ့ရှီယောင်မျိုးဟာလှေတန်းကိုဝင်တိုက်မယ်ကြောင်းအမိန်ပေးလိုက်ပါတယ်။နောက်တနေ့ဂေရောတို့အိယာနိုးလာချိန်စီဝဲလာကိုမတွေ့ရလို့စိတ်ပူသွားလို့ယာပန်အဲလီနာရုတ်တုစီကိုလှမ်းညွန်လိုက်ပါတယ်။ဂေရောရောက်လာတဲ့အခါမှာတော့စီဝဲလာကအဲလီနာကြောင်းစဉ်းစားရင်းနဲ့ ်ဂလန်ဒီနဲ့စိတ်တကြင်တူနေအောင်တွေးမိပြီးတော့အိမ်မရလို့ထိုင်နေရဲ့အကြောင်းပြောလိုက်ပါတယ်။အယ်လီနာနဲ့ဂလန်ဒီတို့ဟာကဘာပေါ်မှာသူတို့ကလွဲပြီးတော့တခြားမျိုးစိတ်တွေကိုလက်မခံခြင်းနဲ့အတားအကြောင်းနံပါတ်စလုံးတေးချေပျက်စီးမှုတွေဖြစ်ခဲ့ရတာပဲလို့သူတွေးမိရအောင်စီရယ်လာကပြောလိုက်ပါတယ်။မေမေတက်မတော်ဖေဖေတက်မတော်လုံနေလို့ဂေရိုကတော့ဇေကွင်းရဲ့ဝါရီသမားတွေရဲ့လက်သုံးစကားပဲလို့တုံ့ပြန်လိုက်ပါတယ်။သူ့ကိုယ်သူနဲ့တကယ်မှမသိပဲလူသားရဲ့ကြားထဲမှာနေလာခဲ့တဲ့စီရယ်လာကနံပါတ်မျိုးနွယ်ရဲ့စိတ်ဓာတ်ကိုနားလေလာခဲ့ရကြအောင်မလို့အခုလိုစကားကိုပြောတဲ့ပုံပါပဲ။ အဲ့ဒီအချိန်ရန်သူတွေရောက်လာပြီဆိုတာဂေရောကအာယုံခံစားမိလိုက်တာကြောင့်မလို့စီဝဲလာကိုတယောက်တည်းထားခဲ့ပြီးတော့ရန်နီဖာနဲ့အတူတူပုံနေလိုက်ပါရီရီနန်စ်နဲ့အပေါင်းပါရီရောက်လာပြီးစီဝဲလာကိုဖမ်းဖို့ကြိုးစားလိုက်ပါရီထင်သာလို့ဖြစ်မလာခဲ့ပဲစီဝဲလာကိုမဖမ်းနိုင်ခဲ့သလိုရန်နီဖာနဲ့ဂေရောရဲ့လက်ချက်ကြောင့်မလို့တပည့်လေးမာလကီယာသွားခဲ့သလိုသူကိုယ်တိုင်နဲ့မီးမော်ပညာနဲ့တိုက်ခိုက်လိုက်ပေမဲ့လေရန်နီဖာကိုမရှင်နိုင်ခဲ့တာကြောင့်မီးအွန်လိုင်းတို့ထုံးစံတိုင်းပဲလေချောင်းစစ်ကူဖြစ်မောဝါတစ်ခုဖမ်းဆီးပြီးတော့ထွက်ပြေးသွားသလိုရန်နီဖာကမောဝါပြန်မပိတ်အောင်လို့မော်ပညာနဲ့ထိန်းထားလိုက်ပြီးတော့ ်ဂေရိုးကိုလိုက်သွားခိုင်းလိုက်ပါရီအဲဒီအချိန်ဖရန်ချက်စကာနဲ့နေတဲ့ငယ်ရောက်လာပြီးတော့နှစ်ဖက်တိုက်ပွဲကြားတဲ့ဝင်းရောက်တိုက်ခိုက်နေပါတော့လေလူပူလေးနဲ့ဂေရိုးကတစ်ဖက်တိုက်ခိုက်ကြရင်အကုန်လုံးသဘို့အူလိုရှုပ်ထွေးကုန်ပါရီဗီနပ်စ်ကမီမော်နဲ့တိုက်ခိုက်နေရကြအောင်အနောက်ကနေလိုက်လာတဲ့ဂေရိုးတရားတိုင်တစ်ခု꿰ပြီးတော့ပုံနေရပါရီရန်နီဖာနောက်ကိုတိုးလာပြီးစီဝဲလာကိုသူခေါ်သွားမယ်လို့စကားတွေပြောနေချိန်ရန်နီဖာမဟုတ်အောင်ထိနေရင်နောက်လက်တစ်ဖက်နဲ့မော်ဘင်ညာတုံးပြီးတော့တိုက်ခိုက်တာကြောင့်မလို့ဖရန်ချက်စကာသတိလစ်သွားကဖီလာဗန်ထရယ်ကဆွဲခေါ်သွားခဲ့ပြီးတော့ကြောက်တုံးတစ်ခုနောက်မှာပုံနေလိုက်ပါရီ ဂျက်စကီယာကလည်းလူပုရီကိုကူညီနေအလုရှုံနေပါရီနတ်ငယ်တယောက်ကရန်နီဖာကိုမြားနဲ့ပြစ်လိုက်ချင်းရှောင်းလိုက်တဲ့အတွက်မိုးဝါတွေကိုမျှဝင်သွားခဲ့ပါရီအထက်မှာလည်းဂေရိုကရီနန်စကားများနေချင်းအလစ်ဝင်တိုက်ပြီးတော့တတ်ဖို့လုပ်နေတော့အပြင်းအမြရောက်လာကြောင်းမလို့စီဝဲလာဒုက္ခရောက်နေတာပြန်သတိရပြီးတော့ရီနန်ရဲ့လက်တွေကိုလိန်ချိုးကပြန်ထွက်လာခဲ့ပြီးရန်နီဖာနဲ့နှစ်ယောက်ပေါင်းရင်းနဲ့နတ်ငယ်တွေရောရီနန်ရဲ့တပည့်တွေအကုန်လုံးကိုပါဇက်သိမ်းပေးလိုက်ပါရီအချင်းနေမဟန်တော့ရဲ့စကိုရာတေးကလည်းသူ့ရဲ့တသားတွေကိုပြန်ဆုပ်ဖို့ပြောနေချင်း ဂေ့စ်ကစီရီလာကိုဖမ်းမိသွားပြီးမှဂေရိုကဂေ့စ်ကိုဘဝကူးပြီးလိုက်ပါတော့တယ်။တတိယလာတဲ့ဖရန်ချက်စကာကတော့မှောင်လေးတည်သွားတာကိုမြင်လိုက်ရလို့ဝမ်းနေသွားပါတော့တယ်။နဲမီရိုအစုကလည်းခွေးပြေးဝက်ပြေးနွားပြေးကျွေးပြေးနောက်ပြန်ဆုပ်ပြီးတော့ပြေးနေရပါပြီ။အားလုံးပြီးသွားတဲ့အခါမှာတော့ယာပန်ကလူပုရီကိုကူညီတဲ့ဂျက်စကီယာကိုအမြင်ကြည့်သွားပါတော့တယ်။ညဘရောက်တဲ့အခါမှာတော့ရန်နီဖာကသူထိမ့်ပေးထားတဲ့မိုးဝါကစွမ်းအရန်ကြီးမားတဲ့အမောင်စွမ်းတွေရှိနေတယ်လို့စီဝေလာရဲ့အစွမ်းတွေတိုးတက်လာမှရန်သူတွေကိုအနိုင်တိုက်နိုင်မယ်ကြောင်းဂေရိုပြောလိုက်ပါတယ် နောက်ဆုံးမှာတော့ Renifa က Sirila ရဲ့အစွမ်းကိုနိုင်အောင်သိမ်းပြီးဖို့သူ့ရဲ့အရေးရှိနဲ့မလုံလောက်တဲ့အတွက်အရီဒူဇာကိုခေါ်သွားပြီးတော့ Tassira နဲ့တင်ခိုင်းမှရမယ်လို့ Gero ကိုပြောလိုက်တာကြောင့်အရင်တစ်ခါအဖြစ်ပြကြောင်းမလို့မယုံတော့ပေမဲ့လေအချိန်လေးရလက်ခံပေးလိုက်ပြီးတော့သူက Renance ကိုအသေးတက်ဖို့ပဲဆုံးဖြတ်လိုက်ပါတယ်အဲ့နောက်မှာတော့ Gero, Sirila, Jeskia နဲ့ Renifa တို့လေးယောက်သားကတယောက်နဲ့တယောက်နှုတ်ဆက်ကြရင်းနဲ့ဂီလန်ကိုကိုစီသွားဖို့အတွက်ပြင်ဆင်လိုက်ကြပါတယ်နိုင်ငံငယ်တွေကတေဆုံးသွားတဲ့လူတွေကိုရှီယောင်မြို့တော်မှာမြေမြုပ်တကြိုနေကြတယ်လို့ စကိုရာတဲကတော့လဲရီလူမယ်ဆိုပြီးတော့လိန်ခေါ်သွားတဲ့ Frances ကအပြစ်တင်ကဒေါသပုံထားနေခဲ့တယ်လို့ဒါရွာရဲ့လက်ကဒဏ်ရာကိုလည်းပတိစီးပေးပြီးတော့အကူအညီတောင်းစရာရှိလို့ထွက်သွားပါတော့တယ်။တမမလေးဂျက်စကီယာကဂေရိုးကိုစောင့်နေရာဒိုဗင်နဲ့ဖလစ်ပါရိုကိုတွားတွေ့နေရပါတယ်။မိတ်ဆွေတွေကိုတစ္ဆာမဖောက်ချင်တာတစ်ဖက်ရီဒီနီးယားပေါ်အကျွေးတင်နေတာတစ်ဖက်မလို့မီမော်စီယာရီနန့်စ်ကိုအရင်ရှင်းပေးနိုင်ရင်ရီဒီနီးယားပေါ်မှာသူကိုယ်ရန်ရောဂေရိုးပါယုံကြည်လာမှာဖြစ်တယ်လို့ စီဝဲလာကိုရိုင်ကပါယုံကြည်ပြီးတော့ဘန်းခေါ်ရတာမဟုတ်ဘဲနဲ့အလိုလိုရောက်လာလိမ့်မယ်လို့ရာဒိုဘစ်ကိုပြောပြီးတော့ထွက်သွားခဲ့ပါရီကဲတော့လေရန်နီဖာကိုနှုတ်ဆက်ပြီးထွက်လာချိန်မြင်းမမရန်နီဖာညှက်ထားတဲ့စာအုပ်ဖတ်ပြီးတော့ကြည်နူးနေခဲ့ပါရီရန်နီဖာနဲ့စီဝဲလာတို့ကလည်းအိယာဝင်မှုအိယာခင်းချိန်ဖြားထဲမှာဂေရော့ထားခဲ့တဲ့စာအုပ်ဖတ်ပြီးတော့အလွမ်းပယ်နေလိုက်ပါရီအဲ့ဒီအချိန်အရီဒူဇာမှာလည်းထက်စီရာကထုံးစံနိုင်ပေမော်ပါရမီရှိရဲ့လူသစ်လေးတွေကိုမိုးချိုဖမ်းမော်ပညာတင်ပြီးဖို့ရဲတိုက်ကြီးစီကိုခေါ်သွားနေပါရီ စရိတ်ဂေဘောကလည်းအရီဒူဇာပေါ်ကနေပင်လေးကိုကြည့်ရင်အထက်ကိုပြန်ဝင်သွားခဲ့ပါသည်ဗီနက်စ်ကလည်းလက်ကျိုးနီယာကြောင့်မီးမော်ပညာသုံးမရပဲဖြစ်နေခဲ့ပါပြီဒါကြောင့်ကျိုးနီရဲ့သူ့ရဲ့လက်ကိုသူ့ဆရာစီမှာပြန်လာကုပြီးတော့မှမီးမော်ပညာကိုပြန်သုံးပြုသွားနိုင်ခဲ့ပါသည်ဇေဒရာမှာလည်းမီလီယံပြူအမီယာကနန်နိုဘောမှာရက်နေပြီးသူ့ရဲ့အတေကြောင့်ပြန်မြောင်းတွေးကဒုသမီစီရယ်လာကိုသတိရနေပါသည်အဲ့တော့အမီရွာကလည်းနန်းတော်တွေပြန်ဝင်လာပြီးအတေတုံးကအမတ်တရပကြီးပုံလေးကိုမီးရှို့ပစ်လိုက်ပါရီ ဂလန်ဒီရဲ့ဓာတ်ပုံသူမိမပါဗက်တာနဲ့သူ့ရဲ့ဓာတ်ပုံတွေအကုန်လုံးမီးရှို့ပြီးစီဝဲလောင်ငငယ်တုန်းကဗကြီးတစ်ခုပဲခြံထားခဲ့ရင်ဇလန်တစ်ပိုင်းကလည်းပြီးဆုံးသွားခဲ့ပါပြီ။ဟုတ်ကဲ့ပါ။ရုပ်ချင်းစကားကောင်းလေးတွေကိုအစင်းစမပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD for you channel လေးကိုလည်း like and subscribe လုပ်ထားပေးပါအောင်ခင်ဗျာ။အားပေးကြတဲ့ပရိသတ်များလေးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံတော်မူကြပါစေလို့ ZD4 ရဲ့ဝိုင်းတော်သားများကဆုတောင်းပေးလိုက်ရပါသည်အစုံဤကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်